ဒွိစံပြည်နေပေမဲ့လေကိုရာရချတော့တဲ့အမေဇုန်သရဝကြီးတင်ကြီးကကျမျိုးရင်းကနေပြီးတော့ဆင့်ကဲပြောင်းနေတာလေငါဆိုပေမဲ့အရချက်ပြီးတော့တော့အင်မတန်မှထူးဆန်းစရာဖြစ်နေတယ်ဒရီးအမျိုးသားကရှေးကြတော့နဲ့ပြင်ဖို့ပါထူးဆန်းတဲ့နေထိုင်မှုတွေရှိတော့အကြောင်းဒေဗန်မင်းညာရှင်နေတော့မှခေါင်းစားနေကြတယ်ဒီတော့တင်ကြီးကဘလို့မျိုးစိတ်တွေ့တယ်တင်ကြီးကဘလောက်တောင်မှထူးချနေရပါလဲအရချက်တော့တဲ့ဒီထူးဆန်းတဲ့မှတ်တွေကိုအမေရိကရဲ့အမေဇုန်ထူတော့ပြည် ်အော်ရီနိုရဲ့မြင်းကွေးတဝိုင်းမှာပါထွေနိုင်ပါတယ်ထရီအတိတ်ဘက်နာမည်ကတော့ hosting ဖြစ်ပြီးအဲ့ဒီတဲ့ဟာလူတွေကတော့ကစောငှက်လို့ခေါ်ဆိုကြပါတယ်ဒီကစောငှက်တွေကသူတို့တီတွေရဲ့သမိုင်းနေတာမှုမှာထူးဆန်းတဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်မှုတွေအစားအသောက်ပုံကနေစင်ကဲဖြစ်စဉ်သမိုင်းချောင်းတွေကြောင့်အင်မတန်ထူးခြားတဲ့သရဝအဖြစ်ထင်ရှားကြပါတယ်အဲ့ဒီတော့ထရီအခန္ဓာကိုယ်တည်ဆောက်ပုံကနေစားပြီးပြောရမယ်ဆိုရင်တော့ကစောငှက်တွေရဲ့ပုံစံကကျက်နဲ့ကတ်သွားသရဝအုံမျိုးကိုပေါင်းဆက်ထားရတဲ့စင်တွေပါတယ် ်မှတ်တွေပါမှတ်လို့တောင်းမှခိုင်ကြီးကြီးတွေပါပြင်မဲ့လဲကြက်တကောင်လုံးအမောင်နဲ့ခြေတဲတွေလည်းပါဝင်ပါရီအမီရတဲ့ကျန်းတဲ့ချွတ်ဆွသူတော်မလို့ရော်ရဲကြီးလိုက်မယ်ဆိုရင်တော့ကြဖားတကောင်ကိုတိုင်းကတောင်းမှကပ်ပြထားနေတော့မှဆင်းတွေ့ပါရီဒါပြင်မဲ့လဲခနာကူကိုဘေးတိုင်းကြည့်ပိုင်းတော့တွားတွားကြရောလိုမျိုးကုန်းကုန်းကြီးတွေဖြစ်နေပြန်ပါရီဒါကြောင့်တဲ့မင်းရှင်ရှင်တွေကဒီကစုံလက်မျိုးစိတ်ကိုဂျမ်မျိုးရင်းကနေပြီးတော့စင်ခဲပြောင်းလဲလာတာလို့ယူဆခဲ့ကြပါရီကြားတာရုံဆိုးထားတယ်လို့ထင်ရပါပြင်မဲ့လဲဟဲရမရောအယောင်သွင်းဆုံးပြည့်ရဲ့အမူအရာတွေချက်ကစုံလက်တွေကလာတလုံးလို့ရှိကြပါရီ ဆက်လက်ပြီးတော့အစားအသောက်ပုံစံကိုပြောရမယ်ဆိုရင်တော့သတော်ငတရားတစ်ခုတစ်ခုအရေးချက်ထောက်တဲ့ကြားရဲ့တစ်ခုတည်းသောငံမျိုးသိဖြစ်ဖြစ်ပါတယ်။ဒုဗအတိနန်တွင်အရေးဖြစ်ဖို့သူနောင်တိန်စီပြီးတော့အချင်းပေါက်ခါအဲဒီကနေထွက်လာတဲ့ဝိုင်းကိုဒီဇိုင်းမမတ်တောက်ပုံထက်ချပါတယ်။ဒါကြောင့်တရိယာတိုင်းနဲ့ခန္ဓာကိုယ်ကနေပြီးတော့အနည်းခြေစုပ်တဲ့အနည်းစုစုတီထွန်းနေပြီးစနေရသည့်အရာမှုနေတဲ့အရေးချိုးတွေပဲဖြစ်ကြပါတယ်။ဒီလိုငံမမတိအောင်မူပြီးကွဲနေတာကြောင့်ပဲဒီကစောင်းငတရားများစုကထုံခိုင်းနေခွေနေကြပြီးတော့မူးနေတဲ့ချင်းဆိုရင်ဖမ်းရတာဆိုတဲ့အကောင်တွေပဲဖြစ်ပါတယ်။ အမေရရမိုးနေတယ်ဆိုလို့မျိုးပွားဖို့မင်းနေမယ်လို့တော့မထင်လိုက်ပါနဲ့လူမျိုးမျိုးပွားမှာစိတ်တိုက်မှုထွားတဲ့ကဆောင်မက်တွေကအရွယ်ရောက်တာနဲ့ချင်းအားပဲရှာပြီးတော့နေရောက်တဲ့ဘွားအပြေသွားတာနဲ့တပည့်ရဲ့ရေချင်းကိုရှော့ပြလိုက်ကြပါရီစနေမောင်ရဲ့ကဆောင်မက်တွေကအင်တာဗျူးပြီးပြီးဆိုတာနဲ့ကွဲပြဲနေတဲ့အောင်မှာမတော့တော့ပဲနဲ့ချေချင်းနှောပြီးတော့မျိုးပွားဖို့ပြင်ဆင်ကြပါရီကဆောင်ကမကအများဆုံးဦးသုံးခက်ပူပြီးတော့အယုရီဘုံနေအောင်လုံးကကလဲစီဆောင်ရှောက်ကြပါရီဒီပင်မမတိုက်တော့ရင်တခြားကောင်တွေကလာရောက်စားတောင်းမှဆိုတဲ့အတွက်ရေပေါ်မှာတိုက်လို့ပြီးတော့အရင်ပေါ်မှာပဲတွေ့ကြပါရီ ီတော့ဘက်ကရေပေါ်မှာတိုက်တော့ရင်တော့နေမြန်သေးမှာပဲလို့တွေးစရာရှိနေပါတယ်။စေမဘူဝါနဲ့နေဘဝတဲ့ကထူးခြားတဲ့တရားဆိုတဲ့အတိုင်းကစောင်းခက်တွေကရေနဲ့ပတ်သက်ရင်ရေပင်တပါးလို့ကျွမ်းကျင်ကြပါတယ်။တို့ကသူရဲ့ခြေသေးတဲ့အမှတ်တော်မှန်ကရေထဲမှာကောင်းမွန်စွာခြေကုပ်ယူနိုင်အောင်နဲ့ပြန်တမ်းနိုင်အောင်ထောက်ပံ့ပေးနိုင်ပြီးဥရကရေထဲချသွားတဲ့နောက်မှတသားရရလေးပြန်ဆဲနိုင်ကြပါတယ်။အဲနောက်ပိုင်းတော့ငါးပေါက်လေးတွေဖြစ်လာပြီးအရရောက်တဲ့အထီကိုမိသားစုနဲ့အတူစီစီကောင်းကောင်းနေထိုင်ကြပါတယ်။ဒီတော့ကစားဝတ်တွေကိုညှက်ပတ်ပြီးတော့အယောင်မှုနေတဲ့ငှက်တွေလို့ပြောရမလား။ဘာသာမူးမူးမိသားစုပေါ်မှာတည်ဆာရှိတဲ့မှတ်လို့ပဲပြောရမလား။ဝေခွဲမရအောင်ပါပဲ။ မနက်ပိုင်းဖြစ်ဖြစ်ဒီကစားငွက်တွေကအရတောင်းလိုက်မိမဝတ်တုံးနေအောင်ချက်လိုက်နေပဲတေတာမောမျောစွာရှင်းတန်းခဲ့ကြပြီအခုထိတဲ့ရှင်းတန်းနေကြဆဲပဲဖြစ်ပါဒါကြောင့်သူတို့ဒီဒီကတော့ထူးဆန်းပြီးတော့အတန်းရှိကြတဲ့လက်ရှိရုပ်ကျင်းဖြစ်သံတော်ဟတ်တွေကိုဒီနေ့ထိတိုင်းလေးတော်မှုတွေနဲ့ပြုလုပ်နေဆဲပဲဖြစ်ပါတယ်။ဒီလိုလေးကိုအဆုံးထိကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံမှာထူးထူးခြားခြားမျိုးနွယ်စုသို့မဟုတ်အန်လူမျိုးများတွားမဲ့လာရင်တွားချူနေရုပ်ဆိုးရဲဆိုရဲအန်လူမျိုးရဲ့အကြောင်းကိုလူချင်းမင်းတို့ကြားဘူးကြပါသလားဟုတ်ပါရင်ဒီမျိုးနွယ်စုကစစ်တေတို့မြန်မာနိုင်ငံမှာတကယ်ရှိနေရဲဆိုတာလိုက်ပါပြီးတော့ကြည့်ရှုပေးပါဦးရှင့် အလူမျိုးတွေကိုရှဲတီနဲ့အရှိပိုင်းကျိုင်းတုံမျိုးအနည်းတဝိုင်းနဲ့မိုင်းဖြတ်ထေတာတွေမှာအများဆုံးထွင်နေနိုင်ပါတယ်။သူတို့လူမျိုးအများစုကမီယိုကလာနတ်ကိုးကွယ်ကြတဲ့တွေပဲဖြစ်ပါတယ်။အလူမျိုးမျိုးနေထိုင်ရာပန်လီအန်ယူအာကိုသွားမယ်ဆိုရင်တော့တောင်တရင်ခြေဆက်ရပါလိမ့်မယ်။ကျိုင်းတုံနဲ့တဝိုင်းမှာဆိုရင်တော့အလူမျိုးတွေနေထိုင်ရာရွာတွေကရှေ့ရွာခန့်ရှိပါတယ်။ကျောင်းမော်ဒေသတွေမှာသာနေထိုင်ကြတာဖြစ်ပြီးတခြားသောလူမျိုးစုရွာတွေနဲ့လည်းမနီးမဝေးမှာနေထိုင်ကြပါတယ်။ ဗန်လီအညီရအန်ယွာကတော့တွာလာရအလွေကူဆုံးအန်ယွာလေးပါအပင်ပန်းသာခံနိုင်ပြီးလန်ခီဂျန်လေးမမှုဘူးဆိုတဲ့သူတွေကတော့ဒီချက်အခက်ခဲကျန်တဲ့ခီလန်းကျောင်းတွေကနေပင်တောက်ဝမ်နောင်းတင်ထက်ဝမ်ခန် sorry အန်ယွာရဲ့စီကိုလည်းတွားရောက်ပြီးတော့လဲပတ်နိုင်ပါတယ် အဲလိုမျိုးဆိုတာကတော့ရှမ်းလိုမျိုးအနယ်ဝင်အုပ်စုတစ်ခုပဲဖြစ်ပါရင်မြန်မာနိုင်ငံတိုင်းရင်းသား135မျိုးစီးဝင်လည်းဖြစ်ပါရင်ရှမ်းလိုမျိုးစုတစ်ခုဖြစ်ပေမဲ့လည်းရှမ်းဘာသာစကားမဟုတ်တဲ့ကိုပိုင်ဘာသာစကားတစ်ခုရှိရတာလည်းအဲလိုမျိုးတွေရဲ့ထူးခြားချက်ပဲဖြစ်ပါရင်သူတို့ကိုရှမ်းလိုဗမာလိုမင်းငန်ပြောဆိုမယ်ဆိုရင်မသိကြတာခံပြများပါ အခါရွာသူရွာသားတွေထက်စကားပြောဆိုဆက်ဆံရတာပုံမှန်ခက်ခဲပါရဲ့ တရုတ်အနယ်ဝါအနယ်လဝအနယ်ကနေစဉ်သက်လာရလို့လည်းပြောဆိုကြပါရင်သမိုင်းကိုခံကြည့်မယ်ဆိုရင်တော့စော်ဘွားရီအုပ်စိုးစဉ်ကာလကစင်ထိန်မြင်းထိန်တွေအဖြစ်လုံဆောင်ခဲ့ကြရတဲ့တွင်ဖြစ်တယ်လို့သိရပါတယ် အန်ဆိုရာရှင်းပါတာအရဆိုရင်တော့ပြင်းသွားတယ်လို့ဆိုလိုတာဖြစ်ပြီးလင်းမြန်ချက်လက်ကြသူများလို့အထိပယ်ရတာကြောင့်စင်ထင်းတော့မြင်းထင်းတော့အနယ်တော်တွေကနေစင်သက်လာတယ်ဆိုတာရှင်းနိုင်လောက်ပါတယ်။ထို့ကြတာတစ်ခုကတော့မြို့နယ်လေမဝေးရဲ့အရက်မှာနေထိုင်ကြတာဖြစ်ပေမဲ့လေရုံရအဆယ်လာတွေကိုဒီနေ့ထိတိုင်လိုက်နာနေကြစေဖြစ်ပြီးဟိုးရှိရတဲ့အများကြီးပြောင်းလဲသွားတာမျိုးမရှိပါဘူး။ NUR ကိုသွားရောက်လေ့လာခြင်းတွေကတော့ကျိုင်းတော်ကနေတစင်းရင်သွားရမှာဖြစ်ပြီးတော့ဒေတာကလည်းညောမပါဘူးဆိုရင်တော့အဆင်မပြေနဲ့တော့ပါဘူးဆိုင်ကေခီဆိုရင်တော့ဌာနကြီးကြော်တော်တော့မောင်းရပါရင်လဲလေးကျန်းတာဖြစ်တယ်လို့တောင်းလေးတက်ရတာမို့ချော်နိုင်ပါရင်လမ်းကြောင်းနဲ့ရင်းနှီးကျွမ်းဝင်တွေနဲ့သွားမှသာအဆင်ထီပြီးတော့ NDA ကင်းနိုင်မှလည်းဖြစ်ပါရင် အန်လူမျိုးအများစုကချမ်းသာကြပေမဲ့သူတို့ဟာရုပ်ဝတ်ချုပ်ပက္ခသနာတွေကိုမမမောကြပါဘူးပဲသူတို့ရွာတွေကိုကြီးလိုက်မယ်ဆိုရင်ကိုပဲတော်တော်လေးတနာစီအားဆုံးဖြတ်နေတဲ့အောင်ချင်းရပေမဲ့သူတို့အိမ်ဒီမှာဆိုရင်ဆိုင်ကယ်လေတရီဆန်နဲ့စပါးချွေလေးစက်တွေရှိနေတာကြောင့်မို့သစိမ်းမြန်နဲ့ကြည့်မယ်ဆိုရင်ချမ်းသာကြရတဲ့တွေကိုကောက်ချက်ချမိနိုင်ပါရဲ့ဒါပေမဲ့သူတို့တွေကရိုးရှင်းတဲ့ဘဝနေထိုင်မှုပုံစံနဲ့ဒါနေထိုင်ကြပါရဲ့ရုပ်ဝတ်ချုပ်ချမ်းသာတာထက်စိတ်ချမ်းသာမှုကဒါပုံမလို့လာကြရတဲ့တွေဖြစ်နိုင်ပါရဲ့ အလူမျိုးတွေကစီမွန်ဆိုတဲ့တောဆောင်နဲ့တောဆောင်နဲ့ခွဲလွန်သွားပြီဖြစ်တဲ့ဘိုးဘွားပြည်ပင်တဲ့တွေကိုကိုကိုွယ်ကြသူတွေပဲဖြစ်ပါရင်နကောနီရောလေရွာတိုင်းမှာတတရရဲ့ကြည်ကြဲဝန်းတက်ပဲဆိုတာဆောက်လုပ်ပေးထားကြပါရင်နကောရှိရာနေရာမှာပဲအခမ်းအနားပွဲတွေကိုကျင်းပတာဖြစ်လို့ကျင်းဝန်းဆိုတာဆောက်လုပ်ထားကြတာပါနကောနီကြီးပဲလေတီးတန့်ထားရှိပါသေးတယ် ။နေရောက်တရပုံစံလေးနဲ့ကတော့ထူးခြားမနေပါဘူး။တက်သားတိုင်းပုံစံလောက်ပါပဲ။ဒါပေမဲ့ဒီနေရောက်တရကိုတော့အထိမခံပါဘူး။ထိလိုက်မိရင် neck ကိုပစ်လိုက်သလိုဖြစ်တတ်တာမို့ကတော့ဝဲရီအကြီးအကျယ်လောက်ကြရတော့တာပါပဲ။အဲ့လိုမှမလုပ်ရင်ရွာခိုက်တတ်တယ်လို့လည်းအယူရှိကြပါရဲ့။ အန်ရီနီထိုင်ရာရွာတိရွာမှာဆိုရင် ရွာတကြီးတဦးရှိပြီးတော့ခွန်ဆောင်ဝန်ခေါ်တဲ့နတ်စီယာတဦးစီလည်းရှိပါတယ်။သူတို့တွေကတော့သူတို့နေထိုင်ရာအန်ယူအာရဲ့ရွာအုပ်ချုပ်ရေးတာဝန်တွေကိုအလေအကျစနစ်နဲ့တာဝန်ယူချမ်းဆောင်ကြပါတယ်။အန်ယူအာတရွာမှာနတ်စီယာကသာ အခရာဖြစ်ပြီးတော့နတ်စီယာပြောသမျှကိုလည်းလေးစားလိုက်တာယုံကြည်တဲ့ဝင်ကြပါတယ်။ ဟိုရင်ချင်းဒီုံကတော့လူကြီးမိဘတွေဟာကလေးတွေရဲ့ပညာရေးကိုအာမပေးခဲ့ကြဘူးလို့သိရပါတယ်။အခုတော့ရွာထဲမှာစာသင်ကျောင်းတွေလည်းဖွင့်လာနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ANRI တော်တော်များကတောင်ပေါ်ဒေသတွေချစ်တာမို့ရေကတော့တော်တော်လေးကိုရှားပါတယ်။တောင်ရွာထဲမှာပဲဒလကိုတဲ့တင်အချိန်ကုန်လေးရှိကြတော့ရေထိုးတာမထိုးတာကလည်းသူတို့အတွက်အရေးကြီးမနေတော့ပါဘူး။ကလေးငယ်တွေကလည်းများသောအားဖြင့် ကလေးတန်တိနေရရဲ့သူတွေမို့ရေချိုးနေတယ်မရှိသလိုချောင်းနာမျက်နှာလေးရမဟုတ်လို့ရေစိမ်ကစားရမျိုးလည်းမရှိကြပါဘူးတကူရေတန်ရှင်းနေပတ်သက်တဲ့အသိပညာတွေကတော့နည်းပါးပဲလူကိုယ်တွေကတန်ဆွမ်းချက်လက်သူတွေဖြစ်ကြတာမို့ဂျမ်းမာကြီးလည်းအင်မတန်မှကောင်းကြပါရဲ့တဲ့ဒါကြောင့်လေရေချိုးရဲဆိုတဲ့လုပ်ငန်းစဉ်ကသူတို့အတွက်တော့နေ့စဉ်တနေ့တာအတွက်မဖြစ်မနေလုံးဆောင်ရမယ့်ကိစ္စရဲ့တစ်ခုလို့မတွေးမိတတ်ကြတာလေဖြစ်နိုင်ပါရဲ့ မြို့ပေါ်ကလူတတော်များကတော့အသားဖြူခြင်းလုံးလို့အသားဖြူစည်းတွေစားနေထိုးနေကြတဲ့အချိန်အနောက်နိုင်ငံကအဖြူတွေကအသားညိုအောင်နေလန်းနေကြတယ်၊စီးလင်းနေကြတယ်လို့မျိုးပဲပေါ့။ညီကဒေသနဲ့လူမျိုးစုတတော်များကသွားဆိုရင်ဖြူဖွေးဝင်းလန်းနေမှာကြည်ကောင်းတယ်လို့သတ်မှတ်ထားတယ်။အဲလူမျိုးတွေကတော့သွားတွေကိုမမဲမဲအောင်တမင်ကိုဖန်တီးရှင်နေကြပါတယ်။သွားမဲမှလာတယ်လို့ခံယူထားကြတဲ့အဲလူမျိုးတွေက မိုက်ကောပင်အခောက်ကရှားတဲ့တစ်အခောက်ကို မိုင်းတက်ပြီးတော့မိုင်းစီကိုဖန်တီးယူပြီးသွားမလင်းကျန်စားပါရင်လူပြောပေါ်အပြိုးပေါ်ဝင်စားကြရအလုံးဆောင်လာကြတာဖြစ်ပြီးတော့ဒီလိုလုံးဆောင်ရတဲ့အဓိကအကြောင်းရင်းကတော့ကြွင်းနဲ့မနန်ရအောင်နဲ့သွားကြိုက်သွားဝေဒနာရင်းမခံရအောင်ဖြစ်ပါရင် အဲလူမျိုးတွေကဝယ်စားစင်ငယ်မှာမှာလဲရိုးရဝယ်စုံတာတညတညိုးဝယ်စင်ကြတာကတကယ်ကိုလေးစားစီရပါမျိုးကရနဲ့နင်းနေတဲ့ရွာတချို့လည်းရှိပေမဲ့သူတို့ရဲ့ရိုးရအင်းတီအမဲရောင်ကိုပဲတညတညိုးဝယ်စင်ချင်ရတဲ့သူတို့လူမျိုးစုရဲ့တွင်ကြီးရဲ့စိတ်ထားလေးကိုဖျားသနေကြပါရဲ့ရွာထဲမှာနေထိုင်ကြတဲ့ကျန်းသာတဲ့သူတွေရောစင်ငယ်တဲ့သူတွေပါဒီဝယ်စုံတာဝယ်စင်ကြတာမို့ကြီးရတာအင်မတန်အောင်လွှဲထွေးလာပါရဲ့အဲ့ဒီရိုးရဝယ်စုံတွေကိုလည်းသူတို့ကိုယ်တိုင်ရှလုတ်ဖန်တီးကြရလို့လည်းသိရပါရဲ့ January မှာထူးဆန်းတဲ့ delay တစ်ခုလည်းရှိလို့နေပါသေးတယ်။အဲဒါကတော့ရွာရဲ့အထက်စီးပွားရေးလုပ်ငန်းဖြစ်တဲ့တောင်ယာစိတ်ပြုံးမှုကနေရရှိလာတဲ့ဆန်ကိုပွဲတော်ကျင်းပဖို့ရာအတွက်ရွာလေးကောင်မှလာရောက်စုပုံချရတာပဲဖြစ်ပါရင်ကိုရဲ့တောင်ကနေရခရဲဆန်ကိုဘုံတဘောမျိုးနဲ့စုရရင်ရွာမှာရှိတဲ့ဗိုင်းရောက်စုပုံတို့ရဲ့ဆန်တွေကိုစုရင်ရလာတဲ့ဆန်တွေကိုပွဲတော်ကျင်းပရင်အသုံးပြုကြပါရင်ပွဲတော်ပြီးရင်တော့စားစရာမရှိတဲ့သူဆိုရင်လာယူသုံးလို့ရပါရင်ရဲ့ အရင်အချိန်တုန်းကတော့ရေဝဝါးရီနဲ့ချိတ်ဆက်ယူပြီးအသုံးပြုကြတာဖြစ်ပြီးအခုမှတော့ခင်မီစွာပိုင်းတွင်နဲ့သာချိတ်ဆက်အသုံးပြုနေကြပါတယ်။ဇားတောက်ဆိုင်တဲ့မုန်းဆိုင်လိုမျိုးတွေမှာလည်းရွာထဲမှာမရှိဘူး။အထက်ရက်လုပ်ခြင်းလုပ်ငန်းလေးတွေကိုတော့ဒမိုင်းဒမိုင်းလောက်ကဲ့နေကြပါသေးတယ်။အန်ယူအမနေထိုင်နေသူတွေကရွာထဲမှာလည်းငွေကြေးသုံးစွဲမှုမရှိကြသလိုလိုအပ်တဲ့ပစ္စည်းတွေကိုလည်းမျှဝေသုံးစွဲမှုတွေလက်ရှိအချိန်ထိရှိနေစေဖြစ်တယ်လို့သိရပါတယ်ရှင်။ဒီကိစ္စကတော့ဒါလေးကတော့သူစနေအဲ့အဲ့မျိုးအကြောင်းနဲ့ ကိုယ်တိုင်အရက်ကိုချက်လုပ်ပြီးတော့တောက်တဲ့ငှက်အကြောင်းပေါ့နော်ဆိုတော့အဆုံးကြီးပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခုလိုစိတ်ဝင်စားတဲ့ဗီဒီယိုလေးနေ့စဉ်မြောက်ပုံမတက်ဆက်ပေးပါခုလိုကျွန်တော် YouTube channel လေး subscribe လုပ်ပါလိမ့်မယ်ဆက်လုပ်တော့ပြတယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်